ဆောင်တော်ရေခံမှုနဲ့လက်ထက်စွန်းစွန်းနဲ့ထည့်တော့ပြီးဟစ်ချက်ပြပါ voice.ai နေဒီကောကတော့ခနောဘက်ဆောင်တော်ဟင်ခတ်မှုတစွန်းနဲ့နဲ့ဝတ်သားပေါင်းရင်ဒီလေးချက်ပြမှာဖြစ်ပါတယ်ရှင်တိတယောက်ကအများပြန်ပုံးရင်ဒီလေးလက်ဆောင်ပေးထားတယ်အိမ်မှာဝတ်သားရှိရတဲ့တော်ပဲဝတ်သားပေါင်းရင်ဒီလေးချက်စားမယ်ဝတ်သားပေါင်းရင်ဒီလေးချက်ပြအရင်ပေါင်းလာနော်ဝတ်သားလေးကတော့တယောက်စားဆိုတော့10သားလေးပဲချက်မယ် ဝတ်သားပုံးရည်ချစ်ဖို့အတွက်ဝတ်သားလေးကိုတုံးပါမယ်ပြီးလို့ရှိရင်ဒီကောင်ကအတန်တိုက်တော့သုံးထပ်လောက်တော့စီးလိုက်မယ်အပန်းကတစ်စည်းသားဆိုရင်တခြားစားတွေငံပြရည်တွေအချုံမုံကြီးမလို့ပဲနဲ့ခနောပတ်စုံသုံးဟင်းခတ်မုံလက်ဖက်ရည်စုံတစ်စုံနဲ့ထည့်ရင်ရပါတယ်နော်အေးစစ်တော့ဖြူနီလေးကိုပပလေးလှီးပြီးတော့ထောင်းလိုက်ပါမယ် ဆိုလို့ရှိရင်ဝက်သားတွေကိုခနောပက်စုံသုံးဟင်းခတ်မုံတစ်စုံနဲ့အရသာတွေနှက်လိုက်ပါပြီအဲ့ထက်ပိုပြီးတော့ပြပြည့်စုံသွားအောင်ဂျင်းအည်လေးကိုလည်းလည်းထည့်လိုက်ပါနဲ့ရှင်ဝက်သားပုံးကြီးချက်ဖို့အတွက်စီလေးနည်းနည်းစီတတ်မယ်နော်ကဲစီလေးပူလာပြီဆိုတော့ကြက်တော်ဖြူလေးလေးစီတတ်ပါမယ်နော်။အယောင်လေးလှသွားအောင်လို့စနစ်မုတ်လေးနည်းနည်းထည့်ပါမယ်ရှင်။ စစ်တော်အဖြူကြီးလေးကျက်လာပြီဆိုတော့ပတာလေးထည့်လိုက်ပါမယ်ရှင်ကဲကျွတ်တော်အဖြူနီလေးစစ်တက်ထားတာလေးနဲ့အသားလေးနဲ့လုံးမိသားပြီဆိုတော့ရေမီးလေးထည့်ပါမယ်ရှင်။ကဲဝတ်သားအသားလေးနူးဖို့အတွက်ကို7မိနစ်15မိနစ်လောက်စောင့်လိုက်မယ်နော်။အသားလေးနူးမနူးစမ်းကြည့်လိုက်အောင်မယ်။ အဲနည်းနည်းတော့စောင့်အောင်တိတ်မလို့သေးဘူးလို့သေးတယ်နည်းနည်းထုတ်လိုက်အသားလေးလည်းနူးသွားပြီဆိုတော့ရင်းနှီးလေးနဲ့ကြော်ထားတယ်ပိုးဝေကြီးအနစ်ကလေးကိုနောက်ဆုံးမှထိတ်လိုက်ပါပြီရှင်ဒီလိုမျိုးအရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်ဖို့အတွက်ခနောဘက်စုံတို့ရက်ခတ်မို့လဖက်ရည်စုံတစုံပဲလိုတယ်နော်အဲဝက်သားပုံကြီးဟင်းလေးရတော့ချက်လုပ်ပြီးသားပါပြီကိုတိုင်းချက်ကိုတိုင်းစားမယ်စားလိုက်ကြစို့ အော်မိလို့သတင်းကောင်းလေးပြောပြအောင်မယ်အခုဗီဒီယိုဖိုင်ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအားလုံးအတွက်စုလက်ဆောင်ရမယ်အထူးစီစဉ်လေးရှိတယ်နော်အဲ့ဒါကတော့ဒီကုန်းလေးအခုချက်ပြထားသလိုဟင်းတစ်မျိုးမျိုးကိုခနောပတ်စုံသုံးဟင်းခတ်မုတ်လက်ဖက်ရည်စုံတစ်စုံနဲ့ဝါအသုံးပြပြီးတော့ချက်ပြမှာနော်ဟင်းချက်ပြီးသွားရင်ကိုရိုင်းချက်ထားတဲ့ဟင်းလျော်ကိုခနောပတ်စုံသုံးဟင်းခတ်မုံနဲ့အတူဓာတ်ပုံရိုက်ရပါမယ်။ဒါမှမဟုတ်ဗီဒီယိုရိုက်ပြီးတော့ကိုယ့်ရဲ့အကောင့်မှာ public နဲ့ post တင်လိုက်ပါ။ public နဲ့တင်ထားတဲ့ post link ကိုခနောမြန်မာ Facebook page ရဲ့ campaign announcement post အောက်မှာ comment လေးတွေမှတ်ပေးရပါမယ်။ campaign ကာလကတော့ February လ24ရက်နေ့ကနေ March လ20ရက်နေ့လည်း7နာရီအထိဖြစ်ပါတယ်ရှင်။စုလက်ဆောင်အနေနဲ့ react အများဆုံးသူကို People Choice Award ပေးမှာဖြစ်ပြီးစုလက်ဆောင်ကတော့2သိန်းကျပ်ချိမြင့်မှာဖြစ်ပါတယ်ရှင်။ နောက်ထပ်စုအနေနဲ့ခနော favorite အဝတ်စုကိုနှစ်သိန်းချက်ချင်းမြင်မှာဖြစ်ပြီးဟင်းပွဲအပြင်အဆင်အကောင်းမွန်ဆုံးစုကိုနှစ်သိန်းချက်ချင်းမြင်မှာဖြစ်ပါတယ်ရှင်။အကောင်းဆုံးစက်သစ်တီထွင်နိုင်ဆုံးစုကိုလည်းနှစ်သိန်းချက်ချင်းမြင်မှာဖြစ်ပါတယ်ရှင်။ The best of Kano အထူးစုကိုတော့ဆယ်ယောက်အထိချင်းမြင့်မှာဖြစ်ပြီးစုလက်ဆောင်ကိုတော့တဦးလျင်9000ကျပ်အထိချင်းမြင့်သွားမှာဖြစ်လို့ Kano ဘတ်စုံတို့ဟင်ခမုံနဲ့လက်ပည့်ရုံတစ်စုံကိုသုံးပြီးအရသာကိုပုံပေါ်လိုက်ကြပါစို့နော်။ စုလက်ဆောင်ကန်ထူးကြရင်တော့ post တင်တဲ့အခါမှာ hashtag the zone challenge hashtag ကနောမြန်မာကိုတော့မပါမဖြစ်ထည့်ပြရမယ်နော်။အေးကိုရိုင်းချက်ကိုရိုင်းစာဝတ်သားပုံရည်ကြီးဟင်းလေးရပါပြီရှင်။ဟာရှယ်ပဲအနံလေးကိုပါမွှေးရပါပဲ။ပုံရည်ကြီးအနှစ်ကလေးလင်းစမ်း။嗯，怎么个？ ဟင်းပြီးတော့ရတာပြောဝင်နေတာကိုယ်ကောင်းလိုက်တာဟင်းအားကြောင့်မို့လို့ခနောဘက်စုံစုံဟင်းခမ်းမို့လပိရဲ့တစုံနဲ့လက်ရှယ်ဟဲတစ်ခွက်ပြစ်တာကိုလို့မျိုးခနောဘက်စုံစုံဟင်းခမ်းမို့လပိရဲ့စုံတစုံနဲ့ဘသူလိုက်ချက်စားမလဲချက်စားဖို့ ready ပဲလား